မန္တလေးမြို့မှာအငိမ့်စားပါမောက်ခဒေါက်တာတူအသက်ခံရမင်္ဂလာပါအော်ဒီယိုဝိုင်းစွန်တိုင်းမှာကြိုဆိုပါတယ်ယခုခါမှာတော့မန္တလေးမြို့မှာအငိမ့်စားပါမောက်ခဒေါက်တာတူအသက်ခံရတဲ့အကြောင်းကိုတင်ဆက်ပေးမှာပါပထမအဦးဆုံးခေတ္တမီဒီယာကတင်ထားတာကိုဖတ်ပြပေးပါမယ်မန္တလေးတွင်အငိမ့်စားပါမောက်ခဒေါက်တာထွထွေးကိုအင်ချမ်းမြေလိုက်လံပြသမည်ဟုဆိုကဂျိုင်းနက်တက်ဖြတ်ပြီး လောလတ်စားနဲ့ပိုင်ဆိုင်မှုများလူရက်သွားမန္တလေးမြို့တွင်အငိမ့်သားပါမောက်ခဒေါက်တာထွတ်ထွေးကိုအင်ချာမြေလိုက်လံပြသမည်ဟုဆိုကရိုင်းနှက်တက်ဖြတ်ပြီးလောလတ်စားနဲ့ပိုင်ဆိုင်မှုများလူရက်ယူဆောင်သွားကြောင်းမန္တလေးမြို့ကန်တချို့ဤပြောဆိုချက်နဲ့ဆွေမျိုးတူဦးဤလူမှုကွန်ရက်တွင်ရေးသားဖော်ပြချက်အရသိရှိရသည်အေဗီလာ25ရက်နေ့မွန်လွယ်ပိုင်းအငိမ့်သားတက်တာဗေဒဌာနပါမောက်ခဒေါက်တာထွတ်ထွေးကို ၎င်းနေထိုင်ရာမဟာအောင်မြေမြို့နယ်မှာအသည့်အင်ချမ်းမြေပွဲစားကအင်ချမ်းမြေလိုက်ပြမည်ဟုဆိုကပတန်ကြီးမြို့နယ်သို့ခေါ်ဆောင်သွားကရိုင်းနှက်တက်ဖြတ်ခြင်းဖြစ်ကြောင်း၎င်းထံမှလက်ဝတ်လက်စားများနဲ့ပိုင်းဆိုင်မှုများဟုပါလူရက်သွားကြောင်းသိရှိရသည်ပမောက်ခဆရာမကြီးကိုအိမ်ပွဲစားကရိုင်းနှက်တက်ဖြတ်သွားတဲ့တရင်ကြားလိုက်တယ်ပွဲစားကလည်းအသည့်လို့ပြောတယ်အင်ချမ်းမြေလိုက်ပြရင်လှုပ်သွားတာလို့ကြားပါတယ်မန္တလေးက အင်ချမ်းမြေအကျိုးဆောင်တို့ကရှင်းပြပါသည်။တပြက်ခံရသောဒေါက်တာထွထွေးမှာအသက်65နှစ်အရွယ်အငိမ့်စားပမောက်ခတို့ဖြစ်ပြီးတဝူထဲနေထိုင်သောအပြိုကြီးဖြစ်ကြောင်းအပြီလ28ရက်နေ့တောင်ရင်မြောင်ရင်တုတ်တန်တွင်တကြိုပီးစီးပြီဖြစ်ကြောင်းကျိုးလွန်သောတရက်ခံကိုဖမ်းမိခြင်းမရှိသေးကြောင်းသိရှိရသည်။အခုတက်သည့်တော့တရက်ခံမိရလို့မကြားရသေးပါဘူး။မန္တလေးမှာအင်ချမ်းမြေအကျိုးဆောင်ကဆက်လက်ပြောဆိုသည် မန္တလေးတွင်ငလျင်လောက်ခတ်ပြီးနောက်ညချိန်တွင်တခိုးများတောင်းကြန်းခြင်းနေချိန်များတွင်ပင်နေများတွင်သို့အလဲတောက်ခြင်းဓာတ်ကင်ချင်းချောက်လူရခြင်းပါဝင်ရာဇဝဲမှုကင်းများစွာဖြစ်ပွားလဲရှိကြောင်းသိရှိရသည်ဒါတော့ခေတ်သစ်မီဒီယာတင်ထားတာကိုဖတ်ပြပေးတာပါဆက်လက်ပြီးတော့ပမောက္ခဒေါက်တာအပြိုကြီးရဲ့တူမလို့ယူဆရတဲ့ဖေဖော်ကောင်းကတင်ထားတာကိုဖတ်ပြပေးပါဦးမယ်အကောင့်နံပါတ်အေးမြသော အလာတအားကြိုက်တဲ့အတော်ပြိုကြီးရွှေတအားစူးတဲ့အတော်ပြိုကြီးတယောက်တည်းကိုအိမ်တွေအများကြီးမနေပဲဘာလို့ဝယ်ထားရလဲငငယ်ကခဏခဏမေးဘူးတယ် investment မှာသမီးငယ်ရဲ့တဲ့ဘလောက်များစားနိုင်မှာမို့တအားတွေစုတအားတွေဝယ်အိမ်ဝယ်ရောင်းတွေလုပ်ဘဲကလေးကဝအင်ချမ်းမြေတွေနဲ့ပေါင်းပြီးလုပ်နေလဲကိုယ်လည်းမသိရဘူးငလင်းဖြစ်တော့နေနေတဲ့မင်္ဂလာရန်ငင်းအခန်းကနေ ်တင်ကြီးဘက်ပြောင်းနေတယ်။မနော်ဘက်ကသူ့ပိုင်တိုက်တွေကိုအိမ်ငါးတင်ထားတော့အဲ့တိုက်တွေပေါ်ပြန်တက်နေလို့လည်းမရဘူး။လုံချင်းအိမ်မြေအလွတ်တွေအဝဲကောင်းဝါသနာအပါကောင်းလိုက်တာလေ။ခုတော့အဲ့အိမ်ပွဲစားရဲ့ရရဆက်ဆက်ရိုင်းနဲ့လောက်ကြံလူရတာခံရပါပေါ့လား။ဒါကြောင့်ကိုရှိရာလူမသိစေနဲ့ထောက်လည်းမပြနဲ့မောစားပြနဲ့တော်တော်တိတ်တိတ်နေဖို့ဒီတူတူမတွေမှလည်း နားမထောင်ခဲ့ပါဘူးတော်တော်လေးလည်းဖြေမစိနိုင်ဖြေရပါတယ်ဘွားသက်မှာ လူရောစိတ်ရော ချမ်းသာကြမ်းမှာပျော်ရွှင်စွာနဲ့အချွေရန်ပေါ်များတဲ့တထေးမှချင်းဖြစ်ပါစေအန်ထွေးရေဒါတော့သူရတူမလို့ယူဆရတဲ့အင်းများစွာ Facebook အကောင့်ကတင်ထားတာကိုဖတ်ပြပေးတာဖြစ်ပါတယ်ဆက်လက်ပြီးတော့၎င်းအင်းများစွာအကောင့်နဲ့ပဲအဲ့ဒီအရှင်ကတပုတ်တင်ထားတာကိုဖတ်ပြပေးပါအောင်မယ်အန်ထွေးကိုရရဆက်ဆက်တတ်သွားတဲ့လူတွေကို တမိလုံးဝခွင့်မလုပ်ဘူးထောင်ကျစေရမယ်အကုံလောက်တင်တာလုပ်နေပါပြီတမိဒီတစ်ခါမန်းကိုလာရတာဘွားမှာအကြီးတန်းဆုံးမှာပဲတမိပြောစကားတွေကိုအန်ထွေးနားမထောင်ခဲ့ဘူးနော်တမိအယမ်းစိတ်ဆိုးတယ်ဒါပေမဲ့စိတ်ဖြောင်းဖြောင်းသာသွားပါတမိနဲ့25ရာနှစ်နေလေအထိစကားတွေ ပြောနေကြသေးတာအန်ထွေးစကားနားမထောင်ခဲ့ပြန်မူလှုပ်ချင်ရလှုပ်သွားချင်ရသွားတယ် လူတွေကိုတက်ယုံနေမန္တလေးဟာငလင်ပြီးကြတဲ့မျိုးပြက်ကြီးပါကုန်းစုံလူတွေကိုတမီးတို့မောင်နှမတွေကထောင်ထဲထက်ပြမှာစိတ်ချသွားတော့နော်ဒါတော့အသက်ခံရတဲ့ပမောက္ခဒေါက်တာအဖျော်ကြီးရဲ့ဒူမရေးထားတာကိုဖတ်ပြပေးတာပါမန္တလေးငလင်ကြီးလှုပ်ပိစချင်းကလည်းအမွေရလိုမှုနဲ့ညီကိုရင်းတပ်ဖြတ်မှုတစ်ခုလည်းဖြစ်ခဲ့ပါသေးတယ်အားလုံးပဲ သတိဝိရနဲ့နေထိုင်သွားလာကြဖို့အကြံပြုလိုပါတယ်။အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပြရတွေဝေးကွာကြပါစေဗျာ။